နိုင်ငံတော်ဝန်မှာအောက်စုပါလာအတွင် အမျိုးသမီးအယောက်80တည်ဆုံခဲ့ပြီးအဲ့ဒီထဲမှာရှမ်းပြည်ကအများဆုံးဖြစ်တယ်လို့မြမအမျိုးသမီးတမက BW ကဆိုပါတယ်စစ်ကုမရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးတွေထိခိုက်တည်ဆုံမှုနဲ့ပတ်သက်ပြီးမြမအမျိုးသမီးတမက BW ကနေအောက်တိုဘာလရဲ့အချက်အလက်တွေကိုနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် အော်တိုဘာလာတလားထဲမှာတင် နိုင်ငံတော်ဝန်အမျိုးသမီးစုစုပေါင်း80ယောက်အသက်ဆုံးရှုံးခဲ့ရပြီးအယောက်80ဒဏ်ရာရရှိခဲ့ပါတယ်။အမျိုးသမီးတွေတွေ့ဆုံရတဲ့အဓိကအကြောင်းရင်းကတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုပဲဖြစ်ပါတယ်။တည်ဆုံသူအယောက်80ထက်က56ယောက်ဟာလေကြောင်းဘုတ်ကျဲတိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပြီးအသေးပြောက်အများဆုံးကတော့ရှမ်းပြည်ဖြစ်ပါတယ်။ တလအတွင်း23ရောက်အသက်ဆုံးရှုံးခဲ့ရတယ်လို့ BW ကဆိုပါတယ်စကုမရှင်တက်ဟာအော်တိုဘာလာအတွင်းရှမ်းပြည်မြောက်ပိုင်းကိုပဲအကြိမ်30အထက် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ BW ကမှတ်တမ်းတင်ထားပါတယ်။အော်တိုဘာလာ6ရက်နေ့ကမုံရွာနဲ့6ဦးအဆက်မှာစီမီပွဲတော်တပိတ်ပြုလုပ်နေသူတွေကိုပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လေတိစိုးသူ22ယောက်ဒဏ်ရာသူ55ယောက်အထိရှိခဲ့ပါတယ်။ PW ကတော့စစ်ကော်မရှင်တပ်ဟာစစ်ရဲဇဝမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရဇဝမှုတွေကိုဆက်လက်ကျူးလွန်နေတာကြောင့်မြေပြေအခြေအနေမှာထိခိုက်ဒဏ်ရာရသူဦးရေဟာဒီထက်ပိုများနိုင်တယ်လို့လဲဆိုပါတယ်